တခါတော့ကမြတ်ပြည်မှာဆရာတော်ကြီးတစ်ပါးခေါ်တော်တဲ့ဝတ္ထုလေးတစ်ပုဒ်ရှိသေးတယ်။အကောင်းဘက်ကကြည့်တယ်ဆို။သူ့အကောင်းမှကြည့်ပုံကတော့ဖေရင်ဂိန်းခန်းနဲ့ကြည့်တယ်သဘော။ကြည့်ရတဲ့ရောမှာဆရာတော်ကြီးတစ်ပါးရှိတယ်။အဲ့ဒီမှာရွာတဲကဒကာကြီးတယောက်ကဆရာတော်ကြီးကိုအာကိုတကြီးလာလျှောက်တယ် သူ့သားလေးတစ်ပင်တက်တာတစ်ပင်မောချော်ကြလို့လက်တစ်ဖက်ကျိုးသွားတယ်ဆိုဆရာတော်ကြီးကနားထောင်ပြီးအေးသာဓုသာဓုလို့ခေါ်လိုက်တယ်လက်တစ်ပင်မောလိမ့်ကြပြီးလက်ကျိုးတာကိုသာဓုသာဓုခေါ်တော့သူကနားမလည်နိုင်ပြန်သွားပြီးတော့မချေနှက်ဘူးအဲ့ပေါ်ရမချေနှက်နောက်တစ်ခါသူ့အိမ်ကနွားခြေတော့ကျိုးသွားတယ်လေခြိုက်သေးကြပြီးတော့ အဲ့ဒါဘုန်းကြီးသွားလျှောက်တော့ဘုန်းကြီးကသာဓုသာဓုလို့ခေါ်တယ်အဲ့ဒါလေသာဓုခေါ်လွတ်လိုက်တယ်အမကျေနပ်တော့ဒီတစ်ခါဒီဘုန်းကြီးကိုငါချောင်းပြီးတော့ရိုက်မယ်ပေါ့ခြုံွယ်ကနေစောင့်တယ်သူရိုက်မလို့သူစောင့်နေတဲ့ခြုံွယ်သားရောက်တော့ဘုန်းကြီးကအဲ့နာခလုတ်တိုက်ပြီးလက်ထဲကသပိတ်လွတ်ကြတော့သပိတ်ကကွဲသွားအဲ့ဒီမှာလေသူကသာဓုသာဓုခေါ်တော့ ုံကြီးကตาတို့ခေါ်တယ်အဲ့ဒီကျတော့ချောင်းရိုက်မဲ့သူကထွက်လာပြီตาလေးလက်ကျိုးတယ်ဆိုတော့လည်းตาတို့ခေါ်တယ်နှောင်းချေတော်ကျိုးတယ်ဆိုတော့လည်းตาတို့ခေါ်တယ်အခုလည်းပဲတပိတ်လွတ်ကြတော့လည်းตาတို့ခေါ်တယ်အเจ้าတော်ရှိပါပဲဘာလို့ကိုတော့ตาတို့ခေါ်ရတာလဲဟာငါတပိတ်မကွဲငါခေါင်းကွဲမှာတဲ့ဒီနေ့ဟာတပိတ်ကွဲလိုက်တာရေရရချေသွားတယ်ပေါ့ဆိုလိုတာเนาะအဲ့တော့အကောင်းမြင်ဝါဒပြောရပါပဲအဲ့ဒါ အဲဘုန်းကြီးကရှင်းပြတယ်အေးမင်းသားလေးလက်ကျိုးလို့တဲ့လက်မကျိုးမင်းသိမှာလေတာဝန်ငါသာရုခေါ်လာနွားခြေတော်ကျိုးလို့ကျိုးမကျိုးရင်မင်းသိမှာလေမသိခင်ရောက်နေပြီအဲ့လိုပြောတော့မှသဘောပေါက်သွားတယ်အဲ့တော့အဆိုးနဲ့အကောင်းဆိုတာတော့ရှိကောင်းရှိမှာပေါ့နော်ဒါကတော့ပြီးတဲ့အမြင်နဲ့အကောင်းချိတာပေါ့ပြီးရင်ကလည်းဆွဲလန်းစရာတော့မဟုတ်ဘူး ယုံဘူးကြီးလည်းမဟုတ်ဘူးယုံတယ်ကြီးလည်းမဟုတ်ဘူးเนาะရှေ့တုန်းကတည်းကအမျိုးတွေကရှေ့တော့ရှိတာတော်တော်အာကိုလောက်တာတော့မဟုတ်ဘူးမှန်ရင်လည်းမှန်မယ်ပေါ့ရသော်ဗျာလက်ထက်မှလည်းပဲရသော်ဗျာကိုလည်းပဲပြည်ရင်ဆရာတွေကဖျားဖြစ်မယ်လို့ခေါ်ခဲ့တာပဲလေကျန်ရင်လက္ခဏာဝိဒ၃ပုံဆိုရယ်ဝိဒကျန်နေရရှိတာပေါ့ အဲ့ဒီဝိရာကျန်နေဆိုတာတမန်ပုဂ္ဂိုလ်တွေကရှင်းသားပြီးတော့မှတ်တမ်းတင်ခဲ့တာမဟုတ်ဘူးဒေဝစကုရတဲ့ယသိတွေတော်ရမှာတရားအထုတ်ရင်ကနေဒေဝစကုညံရသွားတယ်ရသွားတဲ့အခါမှာဘာလို့ရင်ဘာဖြစ်တယ်ဆိုတာသူတို့ဒေဝစကုနဲ့ကြည်ပြီးတော့မှတ်တမ်းတင်ပြီးဝိရာကျန်နေကိုရေးခဲ့တာအဲ့တော့သူတို့ပြောတာတွေကမှန်သေးသလားမှန်တယ် အဲ့ဒီကျမ်းတွေကလာတဲ့စကားတွေတိုင်းကိုပြောတယ်သို့တော့အဲ့ဒီပုံမှာဆွဲလန်းပြီးတော့ပေရင်ကြီးပဲလိုက်နေဖို့ထီလို့တော့မဟုတ်ဘူးတရဝါရီဆိုတာကိုယ်ကနဲ့ကိုယ်ကကိုယ်ကျိုးစားအထောက်အပံ့လုံလဝိရိယတွေဆိုတာရှိတယ်ပေရင်ကလည်းလွဲမသွားနိုင်တယ်လုံလဝိရိယနဲ့ကျိုးစားရင်ပေရင်လွဲမတယ်ပေရင်ဆရာပြောတာမပြောနဲ့တရားမင်းကြီးပြောတဲ့စကားတောင်ကျိုးစားရင်လွဲမသွားတယ် ေဝါနအိတယန္တိပုရိသပရကမတဆိုပြီးတကြမင်းကြီးကကာလင်္ကမင်းနဲ့အတ္တကမင်းတို့စစ်ပွဲစစ်တိုက်တဲ့အခါမှာကာလင်္ကမင်းနိုင်မှလို့ပြောတယ်သို့သောတကယ်တိုက်တဲ့အခါအတ္တကမင်းကနိုင်သွားတယ်ကာလင်္ကမင်းကြီးစစ်ရှုံးသွားတယ်ဘာဖြစ်လို့ရှုံးသွားတာတော့ဆိုသူက စွစုစည်းစည်းနဲ့ကြိုးစားအထောက်အမှာကိုကြိုးစားအမထုတ်ပဲနဲ့တခြားကတော့ငါတို့နိုင်မှာလို့ပြောထားတယ်ဆိုပြီးပေါ့ပေါ့ရော့နေတော့ရှုံသွား။ဟိုဘက်ကရှုံးမယ်လို့ပြောထားတဲ့အပြောခံရတဲ့အတကမင်းဘက်ကပညာရှိကောင်းဆောင်တယောက်ကကြစ်ကြစ်လစ်လစ်နဲ့ကြိုးစားအထုတ်တဲ့အခါသူကနိုင်သွားတယ်။အဲ့ဒါကိုတရားမင်းကပြောတဲ့အခါဒေဝနာဣတယန္တိပုရိသပရကမတာလုံလဝီရိယနဲ့ကြိုးပမ်းအထုတ်မှု လုံလဝီရိယရှိရှိကြိုးပမ်းအထုတ်လို့အောင်းနာကိုနတ်တွေကအပြစ်မပြောဘူးတဲ့အပြစ်ပြင်အပြစ်မြင်စရာမဟုတ်ဘူးလုံရင်ဖြစ်တယ်ဆိုတာကိုတတိထားကြရမှာ ဖြစ်တယ်ဟောတော့မဖြစ်ဘူးဆိုတာဒါကြောင့်မို့တချို့ပြောတယ်လေငါရဲ့ပြီးတဲ့နေ့မှာမဖြစ်နိုင်ဘူးဆိုတာမရှိဘူးမဖြစ်သေးဘူးသာရှိတယ်ပေါ့ဖြစ်အောင်လုပ်ရင်ဖြစ်တယ်ပေါ့ဒီလိုဆိုလို့ရပေါ့နော်